သူကဒုံမြို့ကိုရောက်လာတဲ့ဆရာဝန်မလေးနာမည်ကခင်လေးဆရာမလေးထာနောက်ကိုသူလဲခဏခဏပြေးလိုက်ရတယ်ယထာကြီးနဲ့အလိုပါသွားကြတယ်နောက်ပြီးတော့တောက်လျှောက်ဦးပေါ့နော်ယထာကိုနောက်ပြန်ဆုတ်တယ်နောက်ထောက်ပြန်ပြေးတယ်နဲ့ခဏခဏရိုက်ရတာပေါ့ဒါပေမဲ့ပြောစရာကောင်းပါတယ်တွေ့တော့နဲ့ဆီယာမလေးနဲ့မိစပြစီရှင်ပြတွေ့တော့ဆီယာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာ ကိုယ်တိုင်လည်းရုပ်ရှင်ဇာတ်ကားတွေကိုအမျိုးအစားစုံအောင် character စုံအောင်ရိုက်ကူးရနေပြီးတော့ပြီးခဲ့တဲ့အဲပရိသတ်တွေကြည့်ရှုခဲ့ရတဲ့ဇာတ်ကားတွေက drama လေးတွေအငိုရတာလေးတွေများတော့ဒီအတူဇာတ်ကားရရမယ်ဆိုပေကောင်မှာပရိသတ်ကိုကြည်နူးစရာခံစားချက်မှုမျိုးပေးစင်တာကြောင့်ဒီအတူဇာတ်ကားလေးကိုရိုက်ကူးပြစ်ခဲ့ရပါတော့အခုပါလားဆီယမာလေးခမင်းအတူစားတဲ့ညားလေးဆိုရင်လေမင်းရောငါရောဒီเจ้าမှာအလူလောက်တိုင်းတမျိုးလုံးကကောင်းပါလေးနဲ့အတူစားနေတာအတူ ဆိုတော့ဒါကိုမြင့်မြင့်နဲ့ပိုးရဲ့ပထမအဆုံးဆုံးတွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားရဲ့မှာအကိုရဲ့ comic writing လေးတွေအကိုမျက်နာနဲ့လူခါသား writing လုပ်ရတဲ့အခါမှာကိုယ်တိုင်လည်းအဲ့ဒါကိုအများကြီးပထမအဆုံးအနေနဲ့လေ့လာအခွင့်ရခဲ့တယ်အာဆိုတော့နှစ်ယောက်တရုပ်ဆောင်ထားတဲ့အတူရုပ်ရှင်ဇာတ်ကားကြီးကိုအများကြီးချစ်ခင်ပေးကြဖို့ပြောချင်ပါတယ်အခုအချိန်ကြီးတော့ဘောကကိုကိုကိုဒီဟာတာအိတ်တင်လေးတွေလုတ်တဲ့အခါမှာအားနေသေးတယ်လို့ခံစားရတဲ့အခါမှာအကူက ဒီဘာသာရုပ်ကိုပိုင်နိုင်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်အကူနဲ့စုံတဲ့အခါမှာအကူဘယ်လိုမျိုးလုပ်တယ်အက်တင်တစ်ခုလုပ်ရင်ဘယ်လိုမျိုးရဲရဲဝံ့ဝံ့လုပ်တယ်ဆိုတဲ့ဟာတွေကိုအများကြီးလေ့လာခဲ့ရပါတယ်အကူနဲ့အလုပ်လုပ်ရတာလည်းအရင်အဆင်ပြေခဲ့ပါတယ်။ဆိုပညာရည်လည်းအများကြီးရခဲ့တယ်။အလုပ်ကိုပဲအာရုံစိုက်ပြီးတော့အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်တယ်ဆိုတော့လည်း from Golden Valley. Okay, ဆရာမလေးကအတူကိုပေးခဲ့တဲ့ဂရီတီလားဆိုတော့ပြိတက်ကြီးရရွှေရှင်အောင်မှာလာရောက်စောင့်ကြည့်ပေးကြဖို့ကဖိတ်ခေါ်စမှာလေအာဟိုအတူရွှေရှင်ဇာကားကြီးကအဲ့လိုချစ်စပွဲဖြစ်တဲ့ရွှေရှင်ဇာကားကြီးဖြစ်တဲ့အာဘောဆိုင်မျိုးရဲ့အလားအပါကြီးပြီးတော့အခုလိုမျိုးပြိတက်တွေမြင်တွေ့နေရတဲ့ယထာစင်းလေးတွေဆိုလဲတေချာလေးကိုအသေးစိတ်ဂရုစိုက်ပြီးတော့ပိုလိုစီစဉ်ရိုက်ကူးခဲ့ကြတာပေါ့နော်အာပြိတက်ကတော့ချင်းချင်းချင်းမဒီယထာကပိုလိုရန်ကုန်မှာပူရာတခုမှာပဲပိုလိုဒီ1990ရဲ့အငွေအသက် ်လေးရအောင်တေချာကိုပြင်ဆင်ပြီးရိုက်ကူးခဲ့ကြတာပေါ့နော်အဲအယထားနဲ့ရိုက်ကူးတဲ့ဆင်းဆိုလို့ရှိရင်ယထားကြီးကိုရှေ့ကိုမောင်းသွားလိုက်အဲနောက်ထပ်ပြန်ရမယ်ဆိုယထားကိုဖြည်းဖြည်းချင်းနောက်ပြန်ဆုပ်လိုက်နေရိုက်ကူးခဲ့ကြရတာပြီးတော့အဲ့ဒီမှာပါတဲ့အဲ့လိုအရင်ခေတ်ကတွေ့ရလေးရှိရဲ့ဘူတာမှာလက်ဖြည့်ရောင်းတဲ့ပုံစံလေးတွေမုံရောင်းတဲ့ပုံစံလေးတွေကုလီထန်းတဲ့ပုံစံလေးတွေဒါလေးတွေကိုလည်းအသေးစိတ်ပြင်ဆင်ပြီးတော့ရိုက်ကူးခဲ့ကြရတာဆိုတော့အဲ့ဒီယထားဆင်းလေးကိုပို့ကိုရိုင်းလည်းတော်တော်လေးကိုဟိုသဘောကျတယ် ဆိုတော့1990ပြည့်နှစ်ကိုလည်းရိုက်ကူးတဲ့အခါမှာကိုရိုင်းရောက်သွားတယ်လို့ပဲပေါ့နော်လူကလည်းဥတူတူအတတနဲ့မြို့တွေဆိုပြီးတက်ကြွနေတာသူကဒုံမြို့ကိုရောက်လာတဲ့ဆရာဝန်မလေးနာမည်ကခင်လေးဆရာမလေးโอ้ตูแลคณะคณะปีไล่ยาได้ยถาอีเนี่ยไอ้หลูป่าตั้วจ๋าเลยนอกพี่รอดอกชอกโอ้บ่เนาะ တထားအောင်ပြန်ဆုတ်တယ်တော့ထောက်ပြန်ပြေးတယ်နဲ့ခဏခဏရိုက်ရတာပေါ့ဒါပေမဲ့ပြောစရာကောင်းပါတယ်အဲအတူရုံရှင်ဇက်ကားကြီးကအလိုရတာပေါင်းစုံပေးဆွနိုင်တဲ့ဇက်ကားဖြစ်ပါတယ်အစာပိုင်းမှာလည်းချစ်စပွဲလေးတွေနဲ့ချစ်စပွဲအမူအရာလေးတွေချစ်စပွဲအာအလေးအထလေးတွေနဲ့ ကြည်ပြီးကြည်နူးမှုရမှာဖြစ်တယ်လို့မျိုးအဒရာမာလေးလည်းပပလေးပါတယ်မောစရာလေးတွေလည်းပါတယ်ကြည့်ရှုလိုက်လို့ရှိရင်အမောတွေပြည့်စည်မယ်စေပန်းပြည့်စည်မယ်ဇာတ်ကားလေးပေါ့နော်တွေ့တော်နဲ့ဆရာမလေးနဲ့မိစပြစီရှင်ပြတွေ့တော်ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာ တိုင်းလည်းရုပ်ရှင်ဇာတ်ကားတွေကိုအမျိုးအစားစုံအောင် character စုံအောင်ရိုက်ကူးရနေပြီးတော့ပြီးခဲ့တဲ့အဲပရိသတ်တွေကြည့်ရှုခဲ့ရတဲ့ဇာတ်ကားတွေက drama လေးတွေအငိုရတာလေးတွေများတော့ဒီအတူဇာတ်ကားရရမယ်ဆိုပေကောင်မှာပရိသတ်ကိုကြည်နူးစရာခံစားချက်မှုမျိုးပေးစင်တာကြောင့်ဒီအတူဇာတ်ကားလေးကိုရိုက်ကူးပစ်ခဲ့ရပါတော့เนาะအတူပါလားဆီယမာလေးခမင်းအတူစားတဲ့ညားလေးဆိုရင်လေမင်းရောငါရောဒီเจ้าမှာအလူလောက်တိုင်းတစ်မျိုးလုံးကကောင်းပါလေးနဲ့အတူစားအတူ ဆိုတော့ဒါကိုမြင့်မြင့်နဲ့ပိုးရဲ့ပထမအဆုံးဆုံးတွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားထဲမှာအကိုရဲ့ comic item လေးတွေအကိုမျက်နှာနဲ့လူဟာတာ item လောက်ရတဲ့အခါမှာကိုယ်တိုင်လည်းအဲ့ဒါကိုအများကြီးပထမအဆုံးအနေနဲ့လေးလာအခွင့်ရခဲ့တယ်အာဆိုတော့နှစ်ယောက်တရုတ်ဆောင်ထားတဲ့အတူရုပ်ရှင်ဇာတ်ကားကြီးကိုအများကြီးချစ်ခင်ပေးကြဖို့ပြောချင်ပါတယ်ဆေရှာမလီကိုချတ်ဟုတ်တယ် င်ကြီးရောဘိုးကကိုကိုကိုကြီးဟာတာအိတ်တင်လေးတွေလုတ်တဲ့အခါမှာအားနေသေးရလို့ခံစားရတဲ့အခါမှာအကိုကဒီဘာသာရုပ်ကိုပိုင်နိုင်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်အကိုနဲ့စုံတဲ့အခါမှာအကိုဘယ်လိုမျိုးလုတ်တယ်အိုက်တင်တစ်ခုလုတ်ရင်ဘယ်လိုမျိုးရဲရဲဝံ့ဝံ့လုတ်တယ်ဆိုတဲ့ဟာတွေကိုအများကြီးလေ့လာခဲ့ရပါတယ်အကိုနဲ့အလုပ်လုပ်ရတာလည်းအရင်အဆင်ပြေခဲ့ပါတယ်ဆိုပညာရည်လည်းအများကြီးရခဲ့တယ်အလုပ်ကိုပဲအာရုံစိုက်ပြီးအေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်တယ်ဆိုတော့လည်းဟို ကိုရဲ့ senior actor ကြီးကအခုလိုမျိုးမှတ်ချက်မျိုးပေးတာအရင်ပဲဝမ်းသာရပါတယ်ဒီထက်လည်းပို့ပြီးတော့အများကြီးစူးစမ်းပါမယ်ဟုတ်အဲဒီကားကိုအိုးဒါကြည့်ရဆိုရင်၄၅ခေါက်လောက်ရှိပြီတနေ့ပထမဆုံးအကျန်းတော့ဆက်တော့တစ်ခါကြည့်ရဲနောက်တစ်ခေါက်ကျတော့အကိုထက်နေမတုံနဲ့အတူတူအဲပြန်ပြီးတော့ review လုပ်ကြရဲဘယ်နေရာလေးတွေကိုဘာဖြစ်ရင်ကောင်းမလဲပိုးရောဘာလေးတွေလုပ်ချင်တယ်လဲပေါ့နော်အဲ့လိုမျိုးထက်ထက်ခါခါကြည့်ခဲ့ကြရဲ အာပြီးတော့ဟိုရုပ်ရှင်ယုံမှာစမ်းကြည့်ရောလဲတစ်ခါကြည့်ရဲမနေ့ကလည်းအာဖုန်ကြီးကျောင်းမှာတစ်ခါကြည့်ရဲဆိုတော့အခုလည်းတစ်ခါကြည့်အောင်မယ်အာရုပ်ရှင်ဇာတ်ကားလေးကချစ်စရာလေးဆိုတော့လေကြီးရှုပ်ပြီးရင်ခံစားမှုကောင်းတဲ့ခါလေးကြံခဲ့တဲ့ကားလေးဖြစ်တော့ဘယ်နှခါကြည့်ကြည့်ကြည့်ချင်နေမှာပါဆရာမလေးကိုအချစ်နေမိပြီဘလို့ဆရာမလေးကိုချစ်နေမိပြီဟုတ်တယ်ဆရာမလေးကို rating မပေးရဘူးဟုတ် ပိုးရိုက်ကူးခဲ့တဲ့ကားတွေထဲမှာမတူတဲ့ဇာတ်ကားတစ်ခုအဖြစ်ပုံစံအစ်စ်နဲ့ချစ်စခွဲကားလေးတစ်ခုအဖြစ်ပိုးကတော့အတော်လေးနှစ်သက်မိပါတယ် rating ကတော့ပရိသတ်ရဲ့အဖြေကိုပဲပိုးဆောင်ညွှန်နေပါတယ်ဟိုဒီအတူးဇာတ်ကားတွေကခင်လေးကိုပုံဖော်တဲ့အခါမှာအဲ့လိုအဲတီတီငင်ငင်လေးနဲ့နှစ်လိုပွဲချစ်စခွဲဆရာမလေးဖြစ်ပုံဖော်ဖို့ကိုထက်နဲ့ဟိုတိုင်ပင်ပြီးတော့ကြိုးစားခဲ့ပါတယ်အဲဒီပုံမှာကိုဖြစ်စီစဉ်တဲ့ပုံစံတိုင်းပရိသတ်ကမှတ်ချက်ပေးကြတာဖြစ်တဲ့အတွက်ချစ်ပေးကြတဲ့ပရိသတ်ဒီအားလုံးကို အကျေးဇူးအများကြီးတင်ပါတယ်။နောက်နောက်များမှာလည်း character မျိုးစုံကိုပုံစံမျိုးစုံလေးနဲ့အဲ့လိုတင်ဆက်နိုင်ဖို့ကိုအများကြီးကြိုးစားပါအောင်မယ်။ဟုတ်ကိုတို့ဒီအလုံးအမှုပညာအလုံးမှာဆိုလို့ရှိရင်ကံရယ်စမ်းရယ်ဝရိယရယ်အားလုံးကဟိုမိသူညီမျှအရေးပါတယ်လို့ကိုကချင်ပါတယ်။ကိုကကြိုးစားနေတဲ့အပေါ်မှာလည်းကို့အပေါ်မှာကံကောင်းခြင်းတွေကို့အပေါ်မှာအခွင့်အရေးကောင်းတွေရလာရတယ်ဒါကံကောင်းခြင်းတစ်ခုပဲပေါ့နော်။ဒီကောင်းနေဆိုတဲ့ကံကောင်းခြင်းတွေကိုဟိုအာ ပေါ့ပေါ့တန်တန်မထားဘဲနဲ့ကြိုးစားရမှာတော့ကိုယ့်ရဲ့တာဝန်ပေါ့ဆိုတော့ပေးလာတဲ့ပေးထားချက်တွေပေါ်မှာအကောင်းဆုံးကြိုးစားနေပါတယ်အခုလိုမျိုးအဲကိုယ့်နဲ့အတူတူလက်တွဲပြီးတော့အလုပ်လုပ်ကြရတဲ့ actor ကြီးတွေစီမံ actor ကြီးတွေပေါ်ကလည်းအများကြီးတင်ယူခွင့်ရတယ်ကိုယ့်ကိုလည်းအဲဟိုအလုပ်တူတူလုပ်ပေးကြရတဲ့အတွက်အမြဲတမ်းကိုကယဉ်ထဲမှာကျေးဇူးတင်နေပါတယ်ဟုတ်တူးလေးအောင်လောက်တော့ချစ်ဖို့ပါအတူကလေ तू ကအဲအဲ့လို ရိုးရိုးအအလေးဒါပေမဲ့သူ့မှာဖြူစင်တဲ့နှလုံးသားလေးရှိရယ်လူတွေကိုကူညီတတ်တယ်ဆိုတော့ဟိုအတူကအချစ်စရာကောင်းပါတယ်ကိုကရောဖြူစင်တဲ့နှလုံးသားလေးပေါ်ကြတာပြောမယ်အာဟုတ်ကဲ့အဲ့လိုအဲရိုးရိုးတသားကျွတ်ကျွတ်ဆဆလေးပေါ်အတူပါလေဆိုတော့အတူကရိုက်တာလေးကအဲ့လိုတော်တော်လေးကိုအချစ်စရာကောင်းပါတယ်ဟုတ်မင်းလိုစိတ်တက်အောက်တန်းကြရယ် ငါစိတ်နာချပြီးဆက်ဆံခဲ့ပြီးငါမှားတာဒီမှာအတူမင်းကဘယ်တော့မှမမြင်ဘူးညမင်းငါ့မျက်စိချိန်မှာတသက်လုံးပေါ့မလားလေ ိတက်ကပိုးအတွက်ပိုးရဲ့ဇာတ်ကားတွေကိုကြည့်ရဲအဲ့လိုဟာတာကားလေးတွေကြည့်ရတာလည်းနဲတယ်ရိုမန့်စီဖြစ်မလားဒရာမာတွေဖြစ်မလားပေါ့နော်အာဆိုတော့ဒီအတူကားကရီမောစရာလေးတွေလည်းပါမယ်အာဟိုជីနူးစရာလေးတွေလည်းပါမယ်မျိုးရဲ့အလှပလေးတွေနဲ့ဒလေထုံးစံလေးတွေနဲ့ အာပေါ့ပါပါနဲ့ဒရမာနည်းနည်းပေါ့နော်အာဆိုတော့စိတ်ပင်ပန်းတဲ့အခါမှာစိတ်အပန်းပြေဖို့ကြိရှုလို့ကောင်းတဲ့ဇာတ်ကားလေးတကားလို့ကိုကညွှန်ဆိုချင်ပါတယ်အာပိုရိုဒီအတူရုပ်ရှင်ဇာတ်ကားကြီးကလာမယ့်အောက်တိုဘာလ24ရက်နေ့ကစပြီးတော့ရုံတင်ပြသသွားတော့မှာဖြစ်ပါတယ်အတူရုပ်ရှင်ဇာတ်ကားကြီးမှာအတူရဲ့ဒေါက်တာခင်လေးဆရာမလေးရဲ့ဇာလန်လေးကိုအရုပ်ရှင်ရုံမှာလာရောက်ပြီးကြည့်ရှုအားပေးကြဖို့ပရိသတ်တွေစိတ်ပင်ပန်းနေတဲ့အခါမှာခိတ္တခဏစိတ်အပန်းရုပ်ကိုလာရောက်ကြည့်ရှုအားပေးပါတယ်